ဝိမ့်မြန်ကြခြင်းဒါရီရှောင်းဒါရီဆောင်မှာလူတိုင်းအားစမ်းမသွန်းလပ်ပြီးတော့အကျိုးစားလာပါတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ခြင်းကြပါတယ်။ဒါပေမဲ့နေ့စဉ်နေ့တိုင်းစားသောက်မှုပုံစံအမျိုးမျိုးကြောင့်တာမန်ကိုယ်အလေးချိန်ရှိတဲ့သူတွေရှိသလိုအဝှလုံးတဲ့သူတွေလည်းရှိတတ်ကြပါတယ်။စမ်းမလာပါပြီးတော့အကျိုးကြတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်မှုဒီနေ့ခေတ်မှာဝါတဲ့သူတွေနဲ့အဝှလုံးတဲ့သူတွေမှာတာမန်ကိုယ်အလေးချိန်ရှိသူတွေပါဝေးချမယ်အစားလျှော့စားမယ်ကိုယ်လေးချိန်ချမယ်ကျင်းသွားမယ် စတဲ့နီးလန်းတွေကိုစီစဉ်လှုံ့ဆော်နေကြတာတွေ့ရမှာပါဒီလိုချိန်မှာဝေးချနေနီးစနစ်မမှန်ကန်ရင်ခန္ဓာကိုယ်ကျန်းမာရေးကိုပါထိခိုက်စေနိုင်ပါတယ်ဒါကြောင့်လူတိုင်းအကျန်းကျန်းမမာနဲ့ဝေးချနိုင်ဖို့ဆောင်ရံဆောင်ရံအချက်တွေကိုဒီဗီဒီယိုလေးနဲ့တူမျှဝေလိုက်ပါရနော်ဝေးမြန်ကြမှုအတွက်ဒါရီရှောင်းပါကျန်းကျန်းမမာနဲ့ဝေးချမှုအတွက်ဝေးချနေစနစ်ကြပြီးတော့အမှန်ကန်မှုအရေးကြီးပါတယ်နီးစနစ်မကြမဲနဲ့ဝဲချမယ်ဆိုရင်ဂျင်ဘလောက်ပဲသွားသွားဒိုင်းရဘလောက်ပဲလုံးလုံးထိရောက်မှာမဟုတ်ပါဘူး ဒါကြောင့်အောက်ပါအချက်တွေကိုရှောင်ပေးပါ။နံပါတ်1ရေတိုမလုပ်ပါနဲ့။အချိန်တူတူနဲ့ဝေးကြမယ်ဆိုတဲ့နီးလန်းတွေကကျန်းမာရေးကိုဆူဆူရွံ့ရွာထိခိုက်စေပါတယ်။ဒါ့အပြင်ကာလာတူတူနဲ့အပြင်းထန်ဝေးချပြီးပေမဲ့ရေရှည်မှပြန်ဝါလာပြီးတော့ကိုလေးချိန်ထိရခတ်တဲ့အဖြစ်မျိုးတွေလည်းအများကြီးရှိပါတယ်။နံပါတ်2အစာမစားဘဲမနေပါနဲ့။မနက်စာဒါမှမဟုတ်ညစာမစားရင်ဝိတ်ညံကြမယ်လို့ထင်နေတော့မှားပါမယ်။ ီလိုမျိုးမှုခြင်းရရေရှင်မှာကိုလေးချိန်ကိုထိမ့်သိမ့်ရခတ်စေပြီးတော့ကျန်းမာရေကိုပါထိခိုက်စေနိုင်ပါတယ်။နံပါတ်၃လေးချိန်ကံကိုအလွန်ကြုံမလုပ်ပါနဲ့။ခြင်းအလွန်ကြုံဆော့တာအားကစားအလွန်ကြုံလုပ်တာကခန္ဓာကိုယ်ကြက်သားတွေကိုပို့ပြီးတော့ထိခိုက်စေရပါတယ်။နံပါတ်၄ကျန်းမာရေနဲ့မညညွတ်တဲ့ကယ်လိုရီများတဲ့အစာအသောက်နဲ့အချိုရည်အစီကျော်စအရီကိုရှောင်ပါ။တကြားများတဲ့အချိုရည်ဘူးတွေကအာဟာရဓာတ်မရှိတဲ့ပြင်ကိုယ်လေးချိန်ကိုလည်းတက်စေပါဗျ ။နမကအရှုံးမပေးပါနဲ့။အချိန်ကာလခဏလေးနဲ့ဝေးမကြလာလို့ဆိုပြီးတော့အရှုံးမပေးလိုက်ပါနဲ့။ကျမ်းမာရင်နဲ့ညီညွတ်အောင်ဝေးချဖို့အစားထောင်းတဲ့အနေထိုင်ကို အမှုအကျင့်တစ်ခုလိုမွေးယူရတာပါ။ဆရာတက်တက်တန်နဲ့ရေရှည်လှုပ်ဆောင်နိုင်မှကျမ်းမာပြီးတော့အချိုးအစားလှပတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ရမှာပါ။ဝေးမြန်ကြခြင်းရဲ့ဓာရီဆောင်မှာ ဝေးချခြင်းနဲ့ကအောက်ပါတိုင်းဆောင်ရံအချက်တွေကိုစနေတစားနဲ့လုံးဆောင်ပေးမယ်ဆိုရင်တော့ကျန်းမာလှပတဲ့အချိုးကျတဲ့ခန္ဓာကိုယ်လေးကိုရှည်ရှည်ပိုင်ဆိုင်နိုင်မှာပါ။နံပါတ်၁ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ကိုစားပါ။ကစီတဲ့အသားရက်နဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီတဲ့အပြင်ဟင်းသီးဟင်းရက်နဲ့သတိဝက်လံကိုအချိုးကျကျစားတော့မယ်ဆိုရင်တော့ကိုယ်လေးချိန်လျှော့ချစေဖို့အများကြီးအထောက်အကူပြုနိုင်ပါတယ်။နံပါတ်၂ရေမြမြတောက်ပါ။ ရေမြမြတောက်ခြင်းရဲ့ကောင်းကျိုးတစ်ခုဟာကိုယ်အလေးချိန်ကျစေခြင်းပဲဖြစ်ပါတယ်။တနည်းကိုအနည်းဆုံးရေ2လီတာခန့်ပုံမှန်လေးတောက်ပေးပါ။နံပါတ်3ကိုယ်နဲ့တင့်တော်ပြီးကိုယ်နဲ့သက်တဲ့လေ့ကျင့်ခန်းကိုပုံမှန်မပြတ်မကွက်လုပ်ဆောင်ပေးပါ။နှမ်းလျှောက်တာ၊ရေကူးတာ၊ကျန်းမာရတာ၊ယောဂလေ့ကျင့်တာစတွေကိုလုပ်ဆောင်ပေးနိုင်ပါတယ်။တစ်ပတ်ကိုအနည်းဆုံး9ရက်တရက်ကို45မိနစ်ခန့်လှုပ်ဆောင်ပေးနိုင်ပါတယ်။နံပါတ်၄ကိုလေးချိန်ကိုပုံမှန်တိုင်းတာပေးပါ။ တပတ်ကိုအများဆုံးတစ်ပေါင်ကနေနှစ်ပေါင်ကျမယ်ဆိုရင်ကျန်းမာရေးနဲ့ညှို့ညို့ပြီးရေရှည်မှအချိုးကျတဲ့ခန္ဓာကိုပို့ပြီးတော့ထိမ့်သိမ့်နိုင်ပါလိမ့်မယ်။ညမန်ကစိတ်အားထက်သန်ပြီးဆွဲရှိရှိနဲ့လှုပ်ဆောင်ပေးပါ။ဝေးချခါစားမှာကိုလေးချိန်ကနှစ်ပေါင်ကနေလေးပေါင်ခန့်တက်လိုက်ကျလိုက်ဖြစ်တတ်ပါတယ်။ကျန်းမာရေးနဲ့ညှို့ညို့တဲ့နေထိုင်စားသောက်မှုပုံစံကိုရေရှည်ထိန်းထားနိုင်မှကိုလေးချိန်ကြပြီးတော့ကျန်းမာသွေးလျနိုင်မှာဖြစ်ပါတယ်။အထက်မှပြောခဲ့တဲ့ဆောင်ရံဆောင်ရံနီလန်းတွေကိုလိုက်နာပြီးတော့ ကျန်းကျန်းမမာနဲ့အချိုးစာလှပသွေးလျတဲ့ခန္ဓာကိုယ်လေးကိုပန်းဆိုင်နိုင်ကြပါစေလို့စုမုံကောင်တောင်းပေးလိုက်ပါတယ်ရှင်။